ထောက်ချလေးတွေမှာအဖြစ်များတယ်ဥကြခြင်းဟာနေဟာကြောင့် နာအနေဖြင့်လည်းရှုစုလိုက်ပါလေဒီနေ့မှာတော့ယောက်ျားလေးတော်တော်များများမှာဖြစ်များတဲ့ဦးချခြင်းဟာနီယာအကြောင်းကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်နောက်တော့ဆေးရခွဲစိတ်ဆောင်ကိုရောက်လာပြီဆိုရင်လည်းဒီယောက်ျားလေးအများစုပါပေါ့နော်ဦးချလို့ခွဲဖို့ဆိုပြီးတော့ရောက်လာကြတာများပါလေဆိုတော့ဦးချရဲဆိုတာဗားလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ဆိုတော့ဦးချရဲဆိုတာကခနာကိုရင်းရင်ကဖြစ်တဲ့ဒီဦးတွေကလီစာတွေကပေါ့နော်သူရှိရမယ်ဒီဘိုင်ခေါင်းထဲမှာမရှိပဲနဲ့ဒီခနာကိုမှာရှိရဲ့အပေါက်တပေါက်ဒါမှမဟုတ်ဒီခနာကိုရဲ့ဒီနေရန်တစ်ခုခုအားနေပြီးတော့အပြင်ကို ွန်ထွက်လာတာမျိုးပဲဖြစ်ပါတယ်။ပူကြတာအများစုကတော့ပေါင်ရံထဲမှာကြာကြပြီးမယ်ကျွန်တော်တို့ဒီအရင်ကခွဲသိထားမှုတဲ့နေရာကနေကြတာပေါင်ရံထဲကနေကြတာဒါမှမဟုတ်ဒီ channel ကနေကြတာဝမ်မိုက်ပေါ်ထဲကနေကြတာမျိုးတွေလည်းရှိပါတယ်ဗျ။အဖြစ်များတယ်ပေါင်ရံထဲဥကြတာမှလည်းအနည်းမျိုးရှိရပေါ့နော်။ဒီအသက်40ကျော်ရွယ်ယောက်ျားကြီးတွေမှာခန္ဓာကိုယ်ကတ िश ူတွေအားနဲ့လာပြီးတော့ဖြစ်တဲ့ဥကြတာကိုတော့ဒါတော့ဟာနီယာလို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ဒီအသက်ငယ်ရွယ်ကလေးတွေမှာပေါ့နော်။ဒီမွေးရပါပါလာတက်တယ်ဥကြတာမျိုးတော့ဟီတာရိုက်အာနီယာလို့ ခေါ်ပါတယ်ဗျဒါရိုက်ဟာနီယာဆိုရင်တော့เนาะဒီစီကုံအပေါ်ပိုင်းပေါ့เนาะ survival pure waste နဲ့ဒီစားကြလာပြီးတော့ interroid ဟာနီယာဆိုရင်တော့ဒီစီကုံဘေးတစ်လျှောက်ဆင်းပြီးတော့ပေါ့เนาะဒီကပ်ပဲအိအောက်ထီတောင်မှကြာတတ်ပါတယ်ဗျမိန်းကလေးတွေမှာတော့ပေါင်ရင်းနဲ့ဖြစ်တယ် pure ဟာနီယာဆိုတာဖြစ်များပါတယ်နောက်တစ်ခုအနေနဲ့ဒီဘာရီယာပေါ့เนาะဥကြတာကိုဖြစ်နိုင်တယ်ဆိုတာကိုဆက်ပြောကြည့်လိုက်ရအောင်ဗျမှာတစ်ခုအနေနဲ့ကတော့ဒီ1 mile အတွင်းမှာဖိအားများလာခြင်း ဥပမာဒီဘိုက်မှာရေပြင်းဆွဲနေတဲ့သူတွေမိန်းကလေးမှာဆိုရင်တော့ဒီကိုဝင်ဆောင်နေရတဲ့အချိန်မျိုးတွေမှာပေါ့အာနောက်တစ်ခုကတော့တို့ဒီချောင်းကြာကြီးစိုးနေတဲ့သူမျိုးတွေဒီဝမ်းကြာကြီးချုံနေတဲ့သူမျိုးတွေမှာဖြစ်တတ်ပါတယ်အဲနောက်ပြီးတော့ဒီဝေးအလေးပင်ခဏခဏမားရတဲ့သူမျိုးတွေဒီရောက်ရလေးတွေမှာဆိုရင်တော့စိတ်ကြည်ကြီးရတဲ့သူမျိုးတွေမှာဒီဥစားတာများပါတယ် ကိုကြောက်ပြီဆိုရင်လူများစုကရှက်လို့ဆိုပြီးတော့ဈေးကလာမပြကြတာများပါတယ်။ဒီကြကားသားမှာဆိုရင်တော့ဥဝါပေါ့နော်ဒီမတက်ရလိုက်မှဒါမို့ဒီလမ်းလေးနည်းနည်းရှောက်လိုက်တဲ့ခါကျမှဥဝါကျလာတာမျိုးဒီလဲပြီးတော့အိတ်လိုက်တဲ့ခါဆိုရင်ဥဝါသူ့လိုလိုဒီပြန်ပြီးတော့ဝင်သွားတာမျိုးတွေရှိပါတယ်။အာဒါမို့သူ့လိုလိုဒီပြန်ပြီးတော့မဝင်တာပေါ့နော် ကိုကဒီလိုလေကိုကိုနဲ့ပြန်ပြီးတော့သူ့လိုရနေရမျိုးပေါ့။ အဲ့တော့တို့ဒီပူချရနေတာနားလည်းမနာဘူးကိုယ့်အုပ်လည်းပြန်ပြီးတော့သွင်းလို့ရနေရဲ့ချက်နဲ့ချက်ကြရတော့ဒီချက်ကားသားမှာဆိုရင်စီးကလာမပြကြဘူးပေါ့ဒါမဲ့နောက်ပိုင်းလရှိနေရှင်ကြတဲ့အခါမျိုးမှာဒီဥပါပိုက်ထဲကိုပြန်ပြီးတော့ထည့်လို့မရတော့ဘူးဒီဥချတဲ့နေရာမှာနာလာလာမျိုးတွေလည်းဖြစ်လာတတ်ပါတယ်နောက်ဆိုဆုံးရှင်ဒီမှာဆိုရင်တော့ဒီချနေရဲ့ဥပါပေါ့နော်ဒီအဝမှာတက်ပြီးတော့သွေးလုံလောက်မရတော့ဘူးနောက်ပိုင်းမှာဒီဥလုံးဝပုတ်သွားတာမျိုးဒီဖြစ်နိုင်တယ်ပေါ့နော် အဲ့ဒါကြောင့်ရှက်လို့ကြောက်လို့ဆိုပြီးတော့ဦးကြတာကိုဈေးကမ်းမပြပဲနဲ့မနေကြပါနဲ့။အရင်မစိုးခင်မှာဈေးကမ်းပြပြီးတော့ဒီဖွဲ့စည်းကူစားမှုခံရဖို့တိုက်တွန်းနေတဲ့ပဲအခုဗီဒီယိုလေးကိုတော့ဆက်လက်လိုက်ပါမယ်နော်။အခုဗီဒီယိုလေးကနေသင်လွယ်ကျိုးတုံးတွေရာရှားသွားတယ်ဆိုရင်တခြားသူတွေလည်းသိသွားအောင်ရှင်းသွားလိုက်အောင်နော်။ဆိုတော့ဒီနေ့ကတော့ပါပဲ။နောက်ဒီမှာလည်းပို့ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပြန်လာခဲ့ပါမယ်နော်။